မင်္ဂလာပါခင်ဗျရှမုံခိတ္တကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မကိုးတိုင်းတောင်သူမြို့ကတမိုင်းဝင်နန်းတော်ဦးလောကမရဇိန်ဇီတော်ပေါ်ကိုအကျံဖတ်ဒုတိယစစ်ကောင်းဆောင်ဇိုးဝင်းကဖနက်စီပီတက်ရောက်ခဲ့မှုကိုသူတို့စစ်တပ်ကစစ်ရုံးပြန်ကြားရေး website မှာမှတ်ချက်နဲ့တကွာဖော်ပြခဲ့တဲ့အတွက်ပြည်သူတွေတီးခွင်ရခဲ့ပါတယ် မြန်မာနိုင်ငံတော်ငလင်တန်ကြောင့်ပြည်သူတွေဟာကိုယ်တိုင်မခံစားရရင်အောင်ဆိုရင်တက္ကတွေနဲ့ဒုက္ခပေါင်းစုံခံစားနေရတဲ့အချိန်ပြပရောက်ចောင်းသားတွေနဲ့လူငယ်တွေကိုစစ်မှုထမ်းမှုပြန်မလာရင်လူငယ်တအုပ်ကိုငွေကျပ်350ပေးရမယ်ဆိုပြီးရန်ကုန်မြို့နိုင်သားရ FMI City အုပ်ချုပ်ရင်းမှုကတောင်းခံနေပြန်တဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ ပဲဘကိုးတိုင်းတောင်ကူမြို့ကတမိုင်းဝင်းနန်းတော်ဦးလောကမာရဇိန်ဇေရောဘောကိုအကျန်းဖတ်ဒုတိယစစ်ကောင်းဆောင်စိုးဝင်းကဖနက်စီဘီတက်ရောက်ခင်မကိုသူတို့စစ်တပ်ကစစ်ရုံးပြန်ကြားရေး website မှာမှတ်ချက်နဲ့တကွဖော်ပြခဲ့တဲ့အတွက်ပြည်သူတွေတိတ်ခွင့်ရက်ခဲ့ပါတယ်ဖြစ်စဉ်ကတော့အကျန်းဖတ်ဒုတိယစစ်ကောင်းဆောင်စိုးဝင်းဟာငလင်တန်တင့်ထားတဲ့တောင်ကူမြို့ကတမိုင်းဝင်းနန်းတော်ဦးလောကမာရဇိန်ဇေရောကိုတွားရောက်ဆစ်ဆီးတဲ့အချိန်ဖျားဘော်ကူဖနက်စီဘီတက်ရောက်ခဲ့တယ်လို့သူတို့စစ်တပ်ရဲ့ပြန်ကြားရေး website မှာကိုမှတ်ချက်ပုံစံနဲ့တကွဖော်ပြထားတာပါ အဲ့ဒီမှတ်ချက်တည်းမှာဆိုရင်ဖျားပျက်စီးပုံတွေကိုဦးစားပေးအသုံးပြုဖို့နဲ့ဖျားပေါ်မှာဖနှက်စီးထားတဲ့အတွက်ဓာတ်ပုံအသုံးပြုရင်တတိထားပါဆိုပြီးတော့ကိုစစ်တပ်ရဲ့ပြန်ကြားရေး website မှာတည့်သွင်းဖော်ပြခဲ့တဲ့အတွက်အကြမ်းဖက်ဆိုးဝင်းဟာဖျားပေါ်ကိုတော့ဖနှက်စီးတက်ခဲ့တယ်ဆိုတာကိုပြည်သူတွေပါအကုန်လုံးသိကွင်းရတော့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီး Pride အဖွဲ့ဝင်တဦးကတော့သူတို့အနေနဲ့ဖျားပေါ်ကအပျက်စီးတွေကိုရှင်းလင်းထားတာဖြစ်တဲ့အတွက်ဖျားပေါ်ကိုအခုလိုဖနှက်စီးပြီးတက်ရလောက်တဲ့အတိမလိုတဲ့အပြင် အကယ်လို့ဖះပေါ်မှာအပြည့်စည်တွေရှိနေရင်တော့အခုလိုဖနက်စီးပြီးဖះပေါ်တက်တဲ့ကိစ္စဟာဗုဒ္ဓဘာသာဝင်တွေအတွက်လုံးဝလက်ခံနိုင်စရာမရှိသလိုဒါဟာတော်တော်ကိုယုံညံ့နဲ့လုံရပါပဲလို့လေဖះရဲ့အပြည့်စည်တွေကိုကိုယ်တိုင်ရှင်းလင်းဖယ်ရှားပေးခဲ့တဲ့အဖွဲ့တွေတက်ကနေမြေကန်ပရိုက်တာတူကနေရန်ကုန်ခေတ်တစ်ကိုအတိပေးတုံးသက်ပြောဆိုထားပါတယ်လက်ရှိအချက်ဖတ်မင်းအွန်လိုင်းနဲ့စိုးဝင်းတို့ခေါင်းဆောင်နဲ့စစ်တပ်ဟာမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့စစ်တပ်ကပဲကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတတွင်တွင်ပြောဆိုနေပြီမြေ လက်တွေမှာတော့သူတို့စစ်တပ်ကပဲအခုဆိုရင်ဗုဒ္ဓဘာသာဝင်တွေအထွတ်မြတ်ထားရဖျားဇေဒီပေါ်ကိုသူတို့ကိုယ်တိုင်ဖနက်စီးပြီးတက်တာတွေပါလှုပ်လာနေသူတို့တစ်ဖက်မှာလည်းနိုင်ငံတော်မှာရှိတဲ့ဖျားဇေဒီတွေဘုံကြီးကြောင်းတွေပါဝင်ဘာသာရေးအဆောက်အုံတွေကိုသူတို့စစ်တပ်ကပဲဘုံကျဲတိုက်ခိုက်ဖျက်ဆီးနေုံနဲ့မကတန်ငါဒေါ်လီပါမချန်နှီးမျိုးစုံနဲ့တပ်ဖြတ်နေကြတာဖြစ်တယ်လို့လေဒီတက္ကံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျတစ်ဖက်မှာတော့ မြန်မာနိုင်ငံတော်ကငလင်တန်ကြောင့်ပြည်သူတွေဟာကိုယ်တိုင်မခံစားရရင်တော့စိုးရင်ဒုက္ခတွေနဲ့ဒုက္ခပေါင်းစုံခံစားနေရတဲ့အချိန်ပြည်ပရောက်ចောင်းသားတွေနဲ့လူငယ်တွေကိုစစ်မှုထမ်းမှုပြန်မလာရင်လူငယ်တအုပ်ကိုငွေကျပ်350ပေးရမယ်ဆိုပြီးရန်ကုန်မြို့လှိုင်းသားရ FMI City အုပ်ချုပ်ရေးမှူးကတောင်းခံနေပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုအတိပေးပြောဆိုလာပါတယ်။ဒါကတော့အခုဧပြီလမှာဖွင့်မယ့်အကြပ်ဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းအပတ်စဉ်စနစ်အတွက်ဆိုပြီးရန်ကုန်မြို့လှိုင်းသားမြို့နယ်အမှတ်လေးရက်ကွက် FMI City အုပ်ချုပ်ရေးမှူးအောင်ကျော်မို့ဆိုတဲ့သူက ရက်ကွက်နေလူငယ်တွေရဲ့မိဘတွေကိုစင့်ခေါ်ပြီးတော့လူငယ်တွေအနေနဲ့မတစ်မနေစစ်မှုထမ်းရမယ်ဆိုပြီးချင်းချောက်ပြောဆိုနေတယ်ဆိုပါတယ်အကယ်လို့ကိုယ့်ရဲ့သားသမီးတွေကပြိပရောက်နေတာတို့ပြိပမှာကြောင်းတက်နေတာတို့ဆိုရင်လည်းမဖြစ်မနေပြန်ခေါ်ပေးရမှာဖြစ်ပြီးတို့ပြောသလိုစစ်မှုထမ်းမှုပြန်မလာနိုင်ဘူးဆိုရင်တော့လူငယ်တအုပ်ကိုငွေကျ350ပေးရမယ်ဆိုပြီးတော့ကိုအဲ့ဒီရန်ကုန်မြို့လှိုင်းတရား FMCD အုပ်ချုပ်ရေးမှူးအောင်ကျော်မို့ဆိုတဲ့သူကမိဘတွေစီကနေချင်းချောက်ငွေညှစ်တောင်းရန်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ် သူတို့တောင်းတဲ့ငွေကျပ်350ကိုလေစာအိတ်နဲ့ထည့်ပြီးတော့လမ်းအတွက်အလှငွေလို့ပဲရေးခိုင်းပြီးနှစ်ပတ်အတွင်းလာပေးရမယ်လို့စစ်မှုထမ်းအကြုံးဝင်တဲ့လူငယ်တွေရဲ့မိဘတွေစီကနေတောင်းရနေတဲ့အပြင်အကယ်လို့သူတို့တောင်းတဲ့ငွေကိုမပေးနိုင်ရင်တော့တဆိုင်ရပြည်ပရောက်လူငယ်တွေအနေနဲ့မဖြစ်မနေပြန်လာပြီးစစ်မှုထမ်းရမယ်ဆိုပြီးတော့ပါရန်ကုန်မြို့လှိုင်းသာ FMICD အုပ်ချုပ်ရေးမှူးအောင်ကျော်မို့ဆိုသူကချင်းချောက်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိကိုပြောထားကြပါတယ်ခင်ဗျတဖက်မှာလေ လက်ရှိငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်အချက်ဖတ်စကောက်စီတက်ကဘကိုးတိုင်းလက်ပတန်းမြို့နယ်မှာရှိတဲ့ကျေးရွာငါးရွာကိုဝင်ရောက်စီးနင်းပြီးလူငယ်၁၂ဦးကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့ပေါ်တာဆွဲဖမ်းဆီးတွားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိငလင်တန်းကြောင့်နိုင်ငံတော်ကပြည်သူတွေဟာပူဆွေးတောကရောက်နေရတဲ့အချိန်တစ်ဖက်မှာတော့အချက်ဖတ်စကောက်စီတက်ကဧပြီလ6ရက်နေ့ကနေဧပြီလ10ရက်နေ့ဖြစ်တဲ့မနေ့ကအထိ ဘကိုးတိုင်းလက်ပန်းမြို့နယ်ကတီရာကုန်းမအူတန်းငှက်တိုက်မိုးစင်နဲ့စင်မနီကျေးရွာ၅ရွာကိုဝင်ရောက်စီးနင်းပြီးတော့လူငယ်၁၂ဦးကိုစစ်မှုထမ်းရမယ်ဆိုပြီးဘော်တာဆွဲဖမ်းဆီးသွားကြပြန်နေဆိုပါတယ်ဖမ်းဆီးခံရတဲ့လူငယ်တွေဟာတီရာကုန်းကျေးရွာကလူငယ်၂ဦးမအူတန်းကျေးရွာကလူငယ်၄ဦးငှက်တိုက်ကျေးရွာကလူငယ်၂ဦးစင်မနီကျေးရွာကလူငယ်၁ဦးနဲ့မိုးစင်ကျေးရွာကလူငယ်၃ဦးတို့ဖြစ်တယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါတယ်တစ်ဖက်မှာတော့ မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေဟာစိုးရိမ်တောက်ကတွေနဲ့ဒုက္ခပေါင်းစုံရောက်နေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီကတော့ပြည်သူတွေကိုထိတိယောက်ယောက်ကူညီမှုတွေမလုပ်နိုင်တဲ့အပြင်အခုချိန်ထိပြိုကျပျက်စီးနေတဲ့နေအိမ်တိုက်တာတွေမှာအရေးပေါ်ကူညီမှုတွေမလုပ်နိုင်ပဲတဖက်မှာတော့သူတို့စစ်တပ်အတွက်လူငယ်တွေကိုစစ်သားတစ်စုဆောင်ဓာတွေတာအဆက်မပြတ်လိုက်လုံနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာတဖက်မှာတော့ချင်းပြည်နယ်တိတိမ်မြို့ကအကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ169တရင်ကနေ စစ်မှုရန်တပ်သားတဲ့နှစ်ဦးဟာလက်နက်ခဲယမ်းတွေနဲ့အတူမရမကထွက်ပြေးလာပြီးတော်လန်ရေးတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ PDF ဇွန်လန်တပ်ဖွဲ့ကပြောပါတယ်။ဒါကတော့ဧပြီလ9ရက်နေ့ကပဲချင်းမီနယ်တိတိမြို့ကအကြက်ဖက်စစ်ကောင်စီရဲ့ခလာရ269တရင်ကနေစစ်မှုရန်တပ်သားတဲ့ဆိုးလင်းအောင်နဲ့ဖိုးလာပြည့်စုတို့နှစ်ဦးဟာသူတို့ကိုင်ဆောင်တဲ့လက်နက်ခဲယမ်းတွေနဲ့အတူမရမကထွက်ပြေးလာပြီး PDF ဇွန်လန်တပ်ဖွဲ့စီမှာအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုရန်တပ်သားတဲ့ဆိုးလင်းအောင်နဲ့ဖိုးလာပြည့်စုတို့နှစ်ဦးကို ဒေါ်လာရေးတက်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစားစောင့်ရှောက်ပေးထားပြီးလက်နက်ပါမချလာတဲ့အတွက်ဂုံပြူစုငွေလက်ချင်းမြင်ပေးထားပါတယ်လို့ PDF ဆိုလန်တက်ဖွဲ့ကပြောထားပါတယ်လက်ရှိမှာတော့အကြမ်းဖက်စစ်ကောင်စီတက်ကတို့ရဲ့စစ်မှုထမ်းအပစင်တွေအတွက်လူငယ်တွေကိုစစ်သားတွေစုဆောင်းတာတွေတောင်းရှောက်လုပ်နေပြီးတစ်ဖက်မှာလည်းအဲ့ဒီလိုစစ်သားတွေစုဆောင်းခံရတဲ့လူငယ်တွေဟာရှေ့ဒန်းတွေအပုတ်ခံရတဲ့အချိန်အခွင့်ရေးရတာနဲ့တော်လိုင်းရေးတက်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတာတွေဟာဒုနဲ့ဒေးကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာ ဖက်မှာတော့အကျဉ်ဖက်စစ်ကောင်စီတပ်ကသူတို့အနေနဲ့အပြစ်ရထားပါတယ်ပြောပြီးလက်တွေ့မြေပြင်မှာတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာစစ်ကြောင်းထိုးတာတွေလုပ်နေတဲ့အတွက်တော်လိုင်းကြီးပူပေါင်းတပ်တွေကတံမြန်တိုက်ခိုက်ရမှာတော့စစ်ကောင်စီတပ်သား14ဦးဟာအသီးသီးတိတ်ကုန်ကြပြန်တဲ့အပြင်စစ်ကြောင်းနဲ့ပါလာတဲ့အမှတ်78အုပ်ကြီးလဲဒဏ်ရာရတဲ့သူတွေထဲမှာပါသွားတယ်လို့မြင်းကြံဘလက်တိုက်ကတပ်ဖွဲ့ခေါင်းဆောင်ဘူမိုက်ခဲကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့အကျဉ်ဖက်စစ်ကောင်စီတပ်ကသူတို့အနေနဲ့အပြစ်ရထားပါတယ်ပြောပြီး လက်တွေ့မြေပြင်မှာတော့မြင်းချံမြို့နယ်မှာစစ်ကြောင်းထိုးတာတွေလုပ်နေတဲ့အတွက်တော်လန်ကြီးပူပေါင်းတပ်တွေကတံပြန်တိုက်ခိုက်မှုအနေနဲ့ဧပြီလ6ရက်နေ့ကပဲအဲ့ဒီစစ်ကြောင်းအထိုင်ချရာမြင်းချံမြို့အမှတ်18ရပ်ကွက်ကဂိတ်စခန်းကိုပွားရောက်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစေကောင်းစီတပ်သားတွေဟာနေရာမှာရင်ပစ်လဲပြီးသေတဲ့သူတွေနဲ့တော်တော်ကိုအထိနာနေတဲ့အချိန်မြို့တဲကနေပါစစ်ကူထပ်ပြီးထွက်လာပြီးမြဲအဲ့ဒီစစ်ကူစစ်ကြောင်းကိုပါတော်လန်ကြီးတပ်တွေကကြားပြတ်တိုက်ခိုက်ခဲ့ပြီး အဲ့လိုတိုက်ခိုက်မှုတွေအတွင်းမှာပဲစစ်ကောင်စီတပ်သားစုစုပေါင်း14ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်စစ်ကြောင်းနဲ့ပါလာတဲ့အမှတ်18အုပ်ကြီးနဲ့ဒဏ်ရာရတဲ့သူတွေထဲမှာပါသွားတယ်လို့မြင်းဂျန်ဘလတ်တိုက်ကတပ်ဖွဲ့ခေါင်းဆောင်ဘိုမိုက်ခဲကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ